တေးသံရှင်နီနီဝင်းရှင်နဲ့ကနဝင်အမှုပညာရှင်ကြီးတွေရဲ့မြမတန်စင်တေးဂီတာဖျော်ဖြေပွဲကြီးကိုဒီဇင်ဘာလ30ရက်နေ့ညပိုင်းကရန်ကုန်မြို့အမျိုးသားကားဆယ်ရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ းတန်ရှင်နေနေဝင်းရှိဟာ2014ခုနှစ်တုန်းကတကူတော်ပြုတ်လုခဲ့ပြီးအခုကတော့မြမတန်စင်ကိုချစ်မြတ်နိုးတဲ့ပြိသက်တွေအတွက်ရည်ရွယ်ပြီးတော့ပြုတ်လုခြင်းမာတာဖြစ်တယ်လို့ဆိုပါရယ်ဒီဒီဒီပွဲကိုဘာလို့ပြန်လို့ဖြစ်လဲဆိုတော့လေအရင်2014လောကမမဟိုလာဆိုတော့ဟိုတချို့မမရဲ့မြန်မာတန်တချစ်ပြည်သက်တွေတသက်ရှိသေးတယ်လေသူတို့ကဟာအားမရဘူးဟိုမြန်မာတန်မမတပွဲလောက်တော့ထပ်လို့ပါဆိုတော့မမစီစဉ်လိုက်တာပါဒီပွဲလေးကို အဲ့ဒီပွဲမှာတေးသံရှင်နီနီဝင်းရွှေကသူ့ရဲ့နာမည်ကျော်ကြားအောင်မြင်ခဲ့တဲ့မြမအတန်းစင်တေးသချင်းတွေဖြစ်တဲ့ပန်းဤပန်းတိုင်းဆမ်းမြေပါစေပန်းဝက်လွားအစရှိတဲ့တေးသချင်းမောင်းများစွာကိုပြိုင်သက်တွေအတွက်ဖျော်ဖြေတင်ဆက်ခဲ့ပါဗျာ။ KK ဒါပြောပြပွဲကြီးမှာကဏ္ဍဝင်အမှုပညာရှင်ကြီးတွေဖြစ်ကြတဲ့တေးသန်ရှင်ကိုမင်းအောင်ဒေါ်တင်တင်မြတက္ကသိုလ်လဲလဲချိုပြုံအစရှိတဲ့အမှုပညာရှင်ကြီးတွေပါဝင်တင်ဆက်ခဲ့တယ်လို့ဒီကနေ့ကအစိုးရတွေဖြစ်တဲ့ဖိုးတောက်ကြဇွဲပြေဖြိုးပြေစုံတို့ကလည်းပြောပြတင်ဆက်ခဲ့ကြပါဗျာ